ရိတ်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာရှင်ဖိုင်တာလေးဂျိုဆွာဘန်နဲ့လက်ရှိကပတ်ပိုင်ရှင်ပန်တိုဂျာတို့ရဲ့ပွဲစဉ်ကိုလာမယ့်ဒီဇင်ဘာလ9ရက်နေ့ကိုရောက်ရင်တည်ရှိရမှာဖြစ်ပါတယ်ရှင်ဖိုင်တာလေးဂျိုဆွာဘန်နဲ့လက်ရှိချန်ပီယံပန်တိုဂျာတို့ရဲ့ပွဲစဉ်ကအမေရိကန်စံတော်ချိန်အရဆိုရင်တော့ဒီဇင်ဘာလ6ရက်နေ့မှာထိုးအောင်ပွဲစဉ်ဖြစ်တယ်မြန်မာစံတော်ချိန်အရဆိုရင်တော့လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာတည်ရှိရမှာဖြစ်ပါတယ်ခင်ဗျဒီပွဲစဉ်ကိုဒီဇင်ဘာလ9ရက်နေ့ ဘယ်အချိန်မှာကြည့်ရှုရမလဲဆိုတော့မြန်မာစံတော်ချိန်အရမနေ့7ရက်နေ့ဝန်းကျင်လောက်မှာကြည့်ရှုရဖို့ကြာခိုင်တော့များပါတယ်ဂျိုရှွာဘန်နဲ့ပန်ဒိုဂျာရိုရဲ့ပွဲစဉ်ပါဝင်တဲ့ UFC 323ပြိုင်ပွဲကြီးကိုမြန်မာစံတော်ချိန်အရဒီဇင်ဘာလ9ရက်မနေ့9ရက်အချိန်ကိုရောက်ရင်စတင်ကျင်းပမှာဖြစ်ပါတယ်ဒါပေမဲ့ဂျိုရှွာဘန်နဲ့ပန်ဒိုဂျာရိုရဲ့ပွဲစဉ်က main card ခေါင်းဆောင်မှာပါဝင်တဲ့ကိုမင်းဒုကောင်ပွဲစဉ်ဖြစ်နေတယ်ဒီတော့အချိန်အဖြစ် အနှဲငယ်နောက်ကြဖို့ရှိပါတယ်ခမညမိန့်ကတ်ပွဲစဉ်တွေကိုမြန်မာစံတော်ချိန်မနက်9:00နာရီဝန်းကျင်ကိုရောက်မှစတင်ကြည့်ရှုရပါလိမ့်မယ်ဂျိုရှွာဘန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲစဉ်ကရှေ့မှာပြောခဲ့သလိုပဲဒုကောင်ပွဲစဉ်ဖြစ်နေတော့မြန်မာစံတော်ချိန်မနက်7:00နာရီလောက်မှပွဲထိုးရဖို့ရာခိုင်နှုန်းများနေပါတယ်ခမညရှေ့ကပွဲစဉ်တွေမှာပွဲချီပြည့်ထိုးရတဲ့ပွဲစဉ်ကနေပါပြီးတော့အလဲထိုးနေပွဲပြတ်တာတွေများခဲ့ရင်တော့အချိန်နည်းနည်းစောပြီးတော့ကြည့်ရဖို့ရှိနေပါတယ်ဟုတ်ကဲ့ဒီနေ့မနက်မှာလည်း UFC ကသူတို့ရဲ့တရားဝင် Facebook page မှာ Joshua Ban နဲ့ Pando Jaro ရဲ့ဓာတ်ပုံတွေပါဝင်တဲ့ cover photo ကိုပြောင်းလဲလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာဒီတော့ Joshua Ban နဲ့ Pando Jaro ရဲ့ပွဲစဉ်ကိုသုံးသပ်ကြည့်ရမယ်ဆိုရင် Joshua Ban နဲ့ Pando Jaro ဟာနှစ်ယောက်လုံးအရအမောင်ချင်းတူညီကြပါတယ်ငါပေငါလက်မဝန်းချင်းရှိပါတယ်ခင်ဗျာဒါပေမဲ့ reach ရောက်ရှိမှုအပိုင်းမှာတော့ Joshua Ban ထက် Pando Jaro ကနည်းနည်းလေးပိုသားတယ်သုံးလက်မလောက်ပို့ပြီးတော့ reach ရောက်တယ်လို့ပြောဖို့ရှိပါတယ်ဒါပေမဲ့ ဘန်အတွက်တော့ဒါဟာတိတ်ပြီးတော့မပြောပါလောက်ပါဘူး။ဘာကြောင့်လဲဆိုတော့ဂျိုရှွာဘန်ဟာသူ့ထက်အရအမောင်းမြင်မာတဲ့ရှေ့တန်လက်တန်ပို့ပြီးတော့ရှေ့လျရတဲ့ဖိုက်တာရင်းနဲ့ရှေ့မှာရင်ဆိုင်ခဲ့ဦးပြီးပါပြီ။ဒီတော့အဲ့ဒီတွေ့ကြုံကဂျိုရှွာဘန်ကိုအထောက်အကူပြုပါလိမ့်မယ်ခင်ဗျ။တခုပါပဲဂျိုရှွာဘန်အနေနဲ့ပန်ဒိုဂျာရဲ့တိတ်တောင်းတွေကိုဗျူးဒီဇိုင်းကာကွယ်နိုင်မှုလိုပါတယ်။အဲ့လိုကာကွယ်နိုင်ခဲ့ပြီဆိုရင်ဂျိုရှွာဘန်အတွက်အခြေအနေကောင်းမှုရခိုင်တော့များပါတယ်ခင်ဗျ။စတန်ဖိုက်ဘတ်မှာတော့ ဂျိုရှွာဘန်ကပိုပြီးကောင်းတယ်လို့ထင်မြင်ဆမိပါတယ်ဟုတ်ကဲ့လာမယ့်ဒီဇမလ9ရက်နေ့မှာဂျိုရှွာဘန်အနေနဲ့ဖန်တိုဂျာကိုအနိုင်ယူပြီးတော့ကမ္ဘာပိုင်ရှင်တစ်အဖြစ်အောင်ပွဲခံနိုင်ပါစေလို့ဒီနေရာကနေကြိုတင်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအပိပြိတ္တအားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါရခင်ဗျာ